ေဒါအချို၌လျှက်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းတဘာဝဘေးများဖြစ်နိုင်ဟုမိုးစလသတိပေးဆိုရတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ အခုတပတ်အတွင်းဒေသအချို့မှာမိုးတဲထန်စွာရွာသွန်းတာနဲ့အတူလျှက်တပြက်ရေကြီးတာမြေပြိုရာစတဲ့တဘာဝဘေးတွေဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်နေသူတွေမြင့်ငယ်ချောင်းငယ်အသည့်နေထိုင်သူတွေနဲ့ဆယ်မြောင်းသာသမန်တွေအနေနဲ့လိုအပ်ထားတွေချိုးတင်ဆောင်ရွက်ထားကြဖို့မိုးလေဝသနှင့်ဇလဘေးဒညွှန်ကြားမှုဦးစီးဌာနကယမန်နေ့ကအထူးမိုးလေဝသသတင်းတရက်ထုတ်ပြန်ပြီးသတိပေးထားပါသည်ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်ထိုးမှာမုတ်တုံလီအာခေါင်ရှာကနေအာ လွန်ကောင်းနေတာအရှိတ်ကရွေလျားလာတော့လေပွေလှိုင်းတွေရဲ့အရှိန်နဲ့အနောက်ဘက်မှာရွေလျားလာတော့လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့်ယမန်နေ့ညနေကနေချွန်လာ22ရက်အတွင်းဒေသအနှံ့အပြားမိုးရွာသွန်းတာနဲ့အတူဒေသအချို့မှာမိုးကြီးနိုင်တယ်လို့ဆိုပါတယ် ်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပွေလှိုင်းအရှိန်ကြောင့်ဂျွန်လ22ရက်အတွင်းနေရာအနှံ့ပြားမှာမိုးရွာသွန်းခါနေရာကွက်၍မိုးကြီးနှိုင်းထားတဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံထားမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်ပြက်ရေကြီးထားနဲ့မြေပြိုရာဆော့တဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ကုန်းမြင့်ပိုင်းနဲ့မြေငယ်ချောင်းငယ်အနီးနေထိုင်သူတွေအနေနဲ့ရေကြီးတာနဲ့မြေပြိုတာတွေကိုသတိပြုကြဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေလေချောင်းပြန်တန်းရေ နဲ့ဆယ်မျောင်းသာသမန်များအနေနဲ့လိုအပ်ထားတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ကိုလည်းအကြံပြုထားပါသေး။ဒါအပြင်ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းဂျွန်လ16ရက်နေ့ကအိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းပင်လယ်ရေမျက်နှာပြင်အထက်ပေ9000အမြင့်မှလေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေကအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုဖျက်ချော်ဝင်ရောက်ပြီးအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာကုန်းတွင်းလေပွေလှိုင်းအဖြစ်အနောက်ဘက်သို့ဆက်လက်ရွှေ့ပြရာရင်ဂျွန်လ22 2ရက်အထိဆက်လက်သိရှိနိုင်တယ်လို့ဆိုပါတယ်မိုးရာသီရတွင်မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အထက်လေးပွေလှိုင်းတွေကအနောက်တောင်မုတ်တုံလေးကို ပုံမောအားကောင်းစေပြီးအေယာဝတီပဲခူးတိုင်းရခိုင်မွန်ပြည်နယ်တို့နဲ့အတူရန်ကုန်တိုင်းမှာလည်းနေစဉ်မိုးဆက်လက်ရွာသွန်းနေနိုင်မယ်လို့သုံးသပ်ထားပါတယ်ရှင်။